မင်္ဂလာပါရှင်တငယ်ချင်းလေးတို့ရေဒီနေ့မှာတော့တင်းရဲ့စိတ်ကိုအပူပေးပြီးအလင်းတစ်ခုလိုမီးလင်းသွားမဲ့ရွှေဖျောင်းနိုင်တဲ့မင်းသားရဲ့လှုပ်ဝက်ချက်ပုံမြင်လေးတစ်ပုဒ်ကိုပြောပြမှာဖြစ်ပါတယ်အဲ့လိုဆိုရင်စားလိုက်ကြရအောင်နားထောင်ဖို့အဆင်သင့်ဖြစ်ပြီလားရှေးရှေးတုန်းခါကပေါ့မင်္ဂလာရှိတဲ့မြို့တော်တစ်မြို့မှာ ိတ်သက်သက်တသားနဲ့အကြီးကဲဖြစ်တဲ့မင်းသားလေးရွံ့အန်ဆိုသူနေပါတယ်။တနေ့မှာတော့မင်းသားလေးစီကိုရွှေဖျောင်းတိုင်တတိုင်းရောက်လာတယ်။အဲ့ဖျောင်းတိုင်က နေဘက်အချိန်မှာပင် တောက်ရှန်နေတဲ့အလင်းနဲ့တမှုထူးခြားနေပါတယ်။မင်းသားကဖျောင်းတိုင်ကိုကြီးလိုက်တာနဲ့သူ့ရဲ့နှလုံးသားထဲက ဖူးခြင်းတလို့လို့အပူလေတခုဖြစ်ပေါ်လာပါတယ်အဲ့ခါသူမြင်ရတာကမီးတောင်ရှန်တဲ့အလင်းထဲမှာတန်တတန်ကြားရတယ်လှိုးဝတ်တန်တခုပါပဲခဏကြာတော့ဖျောင်းနိုင်လေးကမင်းသားကိုပြောပါတယ်မင်းသားရစ်အန်မင်းနိုင်ငံရစ်စစ်မှန်တဲ့အမွေဟာရွှေမဟုတ်ပဲမင်းနှလုံးသားထဲက ဖြူစင်တန်ရှင်းမှုပါလို့ပြောတယ်။မင်းသားကအံ့ဩသွားတယ်။သူကမျက်လုံးပွင့်အောင်သူ့ရဲ့နန်းတော်ကိုလှဲ့ကြည့်တော့ရွှေရောင်လက်ဝဲရတနာတွေရှိပေမဲ့နန်းပြင်ကလူအများစုတွေကတော့လက်ဝဲရတနာအသာထားအစားအစာတွေတောင်နေပါနေတာကိုတွေးလိုက်တယ်။ဖျောင်းတိုင်ရဲ့အလင်းတောက်ရှံမှုက ပုံမူတောက်လာတယ်။တကယ်လိုလားတဲ့အရာကိုပြောပြသလိုပါပဲ။ခုနေ့မှစပြီးမင်းသားရွေအန်ကလှုပ်ဝက်သွားတယ်။ညတိုင်းမှာဖျောင်းတိုင်အလင်းအောက်မှာသူကအစားစာနဲ့အဝတ်အစားတွေကိုစုဆောင်းပြီးစင်းရဲသူတွေရဲ့အိမ်သားမှာတိတ်တိတ်လေးထားသွားတယ်။သူ့ကိုဘယ်သူမှမမြင်ရပေမဲ့နနက်တိုင်းမှာ လူတွေဟာမနက်ခင်းအလင်းနဲ့အတူမျောလင်းချက်အတက်နဲ့နိုးထလာကြတယ်။သူတို့ကဒီအရာကိုရွှေမြေးလင်းရဲ့အံ့ဩမှုလို့ခေါ်ကြတယ်။ခရောင်းတိုင်ကမီးလင်းဆက်နေတာပါပဲ။မင်းသားကသူ့ရဲ့တန်ရှင်းတဲ့စိတ်နဲ့သူ့အလင်းကို တိုးတက်စေလိုက်တယ်။နှစ်များကြာမှမင်းသားရဲ့အံဟာမရင်ကြီးဖြစ်လာပြီ။ သူကလူတွေရှေ့မှာသူ့ရဲ့လှုပ်ဝက်ချက်ကိုပေါ်ပြခဲ့တယ်။ဒီဖျောင်းနိုင်ရဲ့အလင်းဟာမီးမဟုတ်ပါဘူး။မြစ်တာတရားပါ။နှလုံးသားကနေပြီးရင်အလင်းဟာတာမန်အလင်းထက်ပိုပြီးတောက်လာမယ်လို့ပြောတယ်။သူ့စကားနဲ့အတူ လူတွေအလုံးအနေနဲ့ဖျောင်းတိုင်လေးအပေါ်ဂုံပြူတံများစုညံသွားတယ်။ အဲနေ့မှစပြီးရွှေဖျောင်းနိုင်လေးကမြစ်တာနဲ့မျောလင်းချက်ရဲ့တင်ဂေတာဖြစ်လာခဲ့တယ်။တငယ်ချင်းလေးတို့ရေရွှေဖျောင်းနိုင်နဲ့မင်းသားရဲ့လှုပ်ဝက်ချက်ပုံမြင်လေးပြီးဆုံးပါပြီ။ပုံမြင်လေးကဗာတင်ငန်းစာရလိုက်ပါတည်းမြစ်တာနဲ့တန်ရှင်းမှုဟာအမှန်တကယ်အလင်းဖြစ်ကြောင်းတတိယလိုက်ပါနော်။နတ်လင်းလိုတဲ့အလင်းလေး တောက်ရှန်နေမှာပါဒီပုံမြင်ကိုကြည့်ပြီးစိတ်ဝင်စားမိရင် like လုပ်ပေးပါ subscribe လုပ်ပေးပါနောက်ပြီးအော်ကိုနှိပ်ထားပေးပါအဲ့လိုလုပ်ပြီးသားဆိုရင်မနှက်ပြန်ထမှန်လာမယ်ပုံမြင်အစ်စ်လေးတွေကိုအချိန်မီကြည့်ရှုနိုင်မှာဖြစ်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်